မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ရဲကိုမျက်နှာမြင်ပိုင်ကိုအတန်ကြာလုံးအားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့က22ရက်6 2025ဘောနော်ကျွန်တော်ဒါဒီနေ့ဆိုလို့ရှိရင်မနက်ကဆိုလို့ရှိရင်ဒါအင်းတော်နဘာအင်းတော်မျိုးနဘာရွာဟိုဘက်ရောင်းမင်္ဂလာဖုံးကြောင်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲအကျန်းဖက်တီထားရှိရဲ့လက်နက်တီကော အဲပစ္စည်းတွေကတော်တော်များများလက်နက်နဲ့လူလူပေါ့နော်အဲခုအောင်းနေတဲ့နေရာတွေကိုတောင်းတော့ကဖိနေချင်းထူပြီးရှင်းနေလိုက်တာရှိတယ်နော်သူတို့အိမ်မှာစပေးရှောင်းဆိုပြီးတော့အဲတော်ကီတွေဖွာလိုက်မယ်နော်စပေးရှောင်းဆိုရင်တော်ကီတွေဖွာလိုက်မှအမှန်စပေးရှောင်းမဟုတ်ဘူးအဲအိမ်မှာအကျန်းဖက်နေတဲ့နေရာကိုတည်တဲ့သွားပြီးတော့တောင်းတော့ကတရင်တီးကြနဲ့သွားရောက်ပြီးတော့ရှင်းနေတာရှိတယ်နောက်ထူမှာဆိုရင်လည်းထောင်းနဲ့1.69ပေါ့အဲဒီကောင်ကိုစကန်းကို ဒါတောင်းလုံးကတက်သိမ်းလိုက်တာရှိတယ်။နောက်ပုံချုပ်ကိုကျွန်တော်အောင်ဝဲသွားမယ်ဆိုလို့ကျွန်တော်ခင်တာတီးနေတာအဲ့ဒါကို comment တစ်ခုကဘာပြောလဲဆိုတော့စခန်းကြပွဲအတွက်လည်းတချင်းလေးဆိုပေးပါဦးဟုတ်တယ်။ငါတော့စခန်းကြပွဲဆိုတချင်းကိုမဆိုတာညီလေးစိတ်တော့မရှိနဲ့နော်။နောက်တီးရန်လန်လေးဒီပလောင်နေမနေရတော့ဒါဆိုရင် BP အလေးပေါ့သူတို့အတန်းဆင်းပွဲပေါ့အတန်းဆင်းဝက်ကိုဟိုတာဖုံးကြော်ရေနောက်တစ်ခါကျွန်တော်တို့ဥဇော်ဝေဆိုးရေ เนาะအဲ့ဒါတွဲလာတဲ့ဟာတွဲလျှောက်လာတာဒီဘာညာလဲတရင်ထုတ်ပြန်တာရှိတယ်ပြီးရပြရလဲကအဲ့တော့တန်းတော်ကတီးတဲ့အချိန်မှာသွားကြိတ်လိုက်တော့ပွဲလာပြီတရင်တွေရတယ်တန်းတော်ကတောင်းတော့ညားတယ်ညားတယ်တီးတယ်အဲ့ဒီတရင်တွေရာကြီးကတီးတယ်အဲ့မှာအဲ့ညမှာတန်းဆင်းမယ်ဆိုတာလဲတီးတယ်တန်းတော်ကမကြိတ်ဘူးညားတာညားတော့သူတို့ကအဟုတ်ကြီးမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့တူးသားသေးတူးသားသေးမရှိလို့မပြောပါဘူးเนาะတရင်ကိုတရင်တိုင်းပဲအဲကိုတီးတာကိုတီးတာလောက်ပဲပြောပါတယ် ိတ်ပြီးတော့လည်းအပူမပြောချင်ဘူးเนาะအဓိကကတော့လက်နဲ့တွေနဲ့တိုက်နေကြတာဖြစ်တဲ့အတွက်နိုင်လူကတော့ရဲကောင်းနေကြံခဲ့မယ်เนาะအဲလူညံ့နေကြရှုံးမယ်လူညံ့နေကြရှုံးငန်းပေါ့เนาะဒါလိုပဲပြောမှာဘာဖြစ်လို့ဆိုတော့သူကလက်နဲ့ချင်းတွေတိုက်နေတာလက်နဲ့ချင်းတိုက်တော့သူဥစားစီသူဥစားစီမရှိဘူးเนาะတကယ်ဇွဲလုံးလားဝရိယတတိပြတိနဲ့အင်းအားကြီးတဲ့သူတွေကတော့ဒါနိုင်ကြမှာပေါ့နိုင်ကြမှာပေါ့ဒါလိုပဲပြောမှာအဓိကအတိုင်းကြီးရဲ့ကျွန်တော်တို့ကဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်တို့ခေါင်းထဲမှာရှိနေတာက တောင်းတော့မရှိလို့ရှင်တိုင်းပြည်ပျက်စီးမယ်ဆိုတဲ့အရာတစ်ခုပဲတက်ထားကြတယ်ပြီးတော့တစ်ဖက်တိုင်နေတဲ့ NUG တို့ CRP တို့ PDF တို့ဆိုတာလည်းပဲအဲရှင်းပြောလို့ကျေဒေါ်အောင်ဆန်းစုကြည်လွတ်တော်မလွတ်တော်သူတို့မဆိုင်သူကတောင်းတော့တိုင်းမယ်သူကသူနေမြေရရမဲရမဆိုင်သူကသူလုံမယ်ဟဲ့သူကအဲ့လိုမျိုးဖြစ်တာပါဆိုနေမြေတော့လည်းသူတို့မစင်စားဘူးဘယ်ရတော့မှမစင်စားဘူးရတဲ့နေမြေဒီနိုင်ငံထောင်မှဆိုတာတိုင်းသားလက်နက်ကိုင်းတွေသာဖြစ်တယ် ဟိုသွားပြေးတိုက်လိုက် ရခိုင်သွားပြေးတိုက်လိုက်အာနေရာလိုက်ကျော်ကရားဘက်ကိုသွားပြေးတိုက်လိုက်ချင်းဘက်သွားပြေးတိုက်လိုက်သူတို့ကဘျောင်းနေတတ်နေသူတို့နေရာတော့တခုမှမတိုက်ဘူးသူတို့နေရာတော့ဘာမှမရဘူးအဲ့တော့ဂျားကနေပြီးတော့မှတစားကန်တချို့ကပြောကြတယ်ကိုနှုံးလို့ပြောတယ်ဆိုလည်းပြောလဲပြောစရာပဲဂျားတဲ့ကတစိငံနေဖြစ်နေတာဟောနော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့စိတ်မကောင်းစရာပေါ့နောက်ကတနေ့လိုက်အတိုင်းမှမှကြတော့ဒီကျွန်တော်တို့ဟိုနေမဟိုကရင်နေပေါ့ကရင်နေကကရင်လက်နက်ကင်အဖွဲဒီကသူတို့က အဲပေါင်းစည်းပြီးတော့ KNU တို့ KNL တို့ပေါင်းစည်းပြီးတော့နောက်ခါဒီဘက်က PDF တပ်ပေါင်းစုတွေနဲ့ပေါင်းစုပြီးတော့ဒါတနင်္လာနေ့တိုင်းမှာငွေနှောင်းနေတာတော့ရှိတယ်အဲဟာလီကွေးကျသွားတဲ့ပုံစံရဒီအပြင်ကမှအဲ့မှာရှိနေတဲ့ပြည်သူတွေကတနင်္လာနေ့တိုင်းကိုကဲတင်ခြင်းအောင်အောင်မြင်ကြလို့ချင်းတိုင်းမှုပြောင်းဝေးပါတယ်အစင်းစင်ပြောင်းဝေးပါတယ်အဲ့ဒါတွေကသူတို့သတင်းပို့လည်းအစင်မပြေဘူးတဲ့ဒီမှာရှိနေတဲ့လာပါရင်တက်ပါရင်ဆိုလည်းလွတ်ပေးတာတယ်မသိကြောင်းနေစောင်းနေကြတယ်တဲ့အကုန်လုံးကဒီဟို ဘယ်သူက PDF ဘယ်သူကဘာမှန်းတော့မှသူတို့မသိဘူးဖြစ်နေကြတယ်တဲ့အဲ့ဒါအဲ့ဒီရနေဘောမှာတချို့ရန်တန်ငါတွေကပြောတာဟောနော်အဲ့ဒီကတော့ရန်တန်ငါကြီးဆိုတော့လည်းပဲအဲတိုင်းပြည်အေဂျင့်ချင်းတဲ့ပုံစံတွေပဲဖြစ်တယ်ဒီနေရာမှာစကားလေးတစ်ခုထပ်ပြောချင်တာကမျိုးချစ်အမျိုးဘာသာတာသနာဆိုတာနှစ်မျိုးရှိတယ်နော်ရန်ဆိုလည်းနှစ်မျိုးရှိတယ်လူဆိုလည်းနှစ်မျိုးရှိတယ်ရန်မှာဆိုရင်စာပေကျမ်းကလေးလာတက်မြောက်တဲ့ဒါလည်းဒါအမျိုးဘာသာသူတို့တာသနာကိုချစ်တာပဲ နောက်တစ်ခါကျတော့အဲ့ဒီရှေ့မှာကာကွယ်ပြီးပြီးဒီဘာသာရန်တွေကိုအခြားဘာသာတွေပဲဖြစ်အခြားလူမျိုးပဲဒီဘာသာရန်ကိုကာကွယ်ဖို့အတွက်ရဟန်းတွေလည်းတက်တက်ရှိတယ်အဲယဟန်းထဲမှာအဲ့လိုနှစ်မျိုးရှိတယ်တစ်မျိုးကစာပေကျမ်းငယ်လေးလာလိုက်စာပြီးတော့မှသာသနာကိုစောက်ချောက်တဲ့သူနောက်တစ်မျိုးကတော့ဒီသာသနာကိုရန်လိုလာမဲ့ရန်ကိုကာကွယ်မဲ့သူဒီလိုပဲဒီဘက်မှာဆိုလူဘက်မှာဆိုလည်းအဲအမျိုးဘာသာသာသနာကိုကာကွယ် ဘိုးအတွက်ကြတော့ပညာတတ်အောင်ကြိုးစားပြီးတော့ပညာနိုင်ငံကိုအုပ်ချုပ်နိုင်ဖို့ကြိုးစားတယ်။နောက်တစ်ခါကြတော့နောက်လူတစ်မျိုးကြတော့အမျိုးဘာသာတာနာကိုထိခိုက်ကောက်အဲလို့လာပြီးတော့ဖျက်ဆီးလို့မရအောင်လို့တတ်မောသားတွေကဒါလက်နက်ကင်ပြီးတော့တတ်ခိုက်တာကြ။အဲ့တော့လူမှလည်းနှစ်မျိုးရှိတယ်။ယဟန်ဘက်မှလည်းနှစ်မျိုးရှိတယ်။အဲ့တော့အမျိုးဘာသာတာနာကိုကောက်ွယ်စောက်စောက်နေတဲ့ယဟန်တော်မြက်ကပြောတာလေးကိုကျွန်တော်ဒါပြန်ပြောပြတာဖြစ်တယ်เนาะအဲ့တော့တဏ္ဍာရီတိုင်းတော့အဲသူတို့ပြောတာတော့တိုင်းမှုကိုကြောင်းစေခြင်းနဲ့အနေထားမျိုးတွေရှိတယ်ပြီးတော့အဲ့မှာရှိတဲ့ပတ်ချလေတွေက တို့ဘလို့မှလာနေပါပြီရောက်နေပါပြီရှိနေပါပြီဆိုဘလို့မှတရင်ဖို့လို့မြတ်တက်ကကုံသွားတာပဲရှိတယ်လို့ပြောတယ်ဒါလေးကလည်းပဲအဲ့တရင်နိုင်တိုင်းတက်ကတော့စိတ်မကောင်းစရာပေါ့ဒါလည်းပဲကျွန်တော်တို့ကတော့တဥ္ဒသေတဥ္ဒသေမရှိပါဘူးနော်အဓိကကတော့တိုင်းပြည်အေးချမ်းဖို့အမြန်အေးချမ်းဖို့အမြန်ရှင်းအမြန်ပြီးတယ်ဗျာလုံရင်ဖြစ်တယ်မလုံရင်မဖြစ်ဘူးဒါပဲရှင်းရှင်းလေးခိုင်မက်မှာအခုကြောက်ဖြူမှာတောက်တော်ကတိုက်တဲ့နေရာမှာ ကျောက်ပြီမှာကတောက်လျှောက်ပြားကိုရဲတိုက်ရဲရှိမှရှိတဲ့အကုန်တော်တော်များများကတက်မတော်ကပြင်ပြီးထိတ်ကျုပ်ပြီးသားဖြစ်တယ်ထိတ်ကျုပ်ပြီးသားဖြစ်တဲ့နေရာမှာအေးထုံမျက်နိုင်ကဟိုပြီးခဲ့တဲ့၂ရက်လောက်ပေါ့မဲမနည်းရလောက်ကဘာသာပြစ်လဲဆိုတော့စက်နိုင်ပါအမျိုးသမီးတို့ဂုံပြုတ်ချီကျူးစကားပြောတယ်အဓိကကစကန်းတစ်ခုဝင်လုံးမဲ့ဆိုလို့ရှိလို့ရှိရင်ယောက်ျားအေးဒီကတော့ဝင်လုံးလာပြီးတော့ဝဲအမျိုးသမီးတွေဟိုမီတာ1500လောက်ကနေပြီးတော့ တောက်လျှောက်ထောက်ထားပြီးတာစနိုက်ပါရီနဲ့အမျိုးသမီးစနိုက်ပါတွေတီးတန့်မွေးထုတ်တာရှိတယ်။အမျိုးသမီးတွေသူတို့အဲ့လိုမျိုးသုံးဆွဲတာရှိတယ်။အဲ့တော့အမျိုးသမီးတွေကိုတစ်ပက်မော်လီမှာတက်ပြီးတော့လည်းပဲထားတာ။အဲ့ဒါကြောင့်ကျွန်တော်တခါပြောတယ်တွဲလောက်တွေ့တာမင်းမကြီးပါအမျိုးသမီးပါစနိုက်ပါပဲဟုံးလဲစနိုက်ပါနဲ့အမျိုးသမီးတေးကြတာပေါ့နော်အဲ့လိုမျိုးရှိတယ်။အဲ့တော့ အဲသူတို့ဘက်ကကြတော့တကယ်ချီကျူးတဲ့နဲ့ချီကျူးတိုက်တဲ့သူချီကျူးတယ်ဂုံပြူတိုက်ဂုံပြူတိုက်သူဂုံပြူတယ်ကျွန်တော်တို့ဒီဘက်ကလည်းပဲအဲနိုင်ငံတော်ဘက်ကလည်းပဲဂုံပြူတိုက်သူဂုံပြူတယ်ချီကျူးတိုက်သူချီကျူးတယ်အဲ့တော့ကြိုးစားမှာကနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့အတိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေဒါနဲ့ဖြစ်တယ်လို့ပဲပြောတင်ပါတယ်အခုကြောက်ဖြူဘက်ကတော့အားလုံးကကာကင်းနေလဲထုတ်သားနိုင်ပြီးတော့ဒီဘက်တန်တော်ဘက်မှာဆိုလဲပိုက်တိုက်ပွဲတွေကတော်တော်ဖြစ်နေတယ်ပွဲတွေကနေတယ်เนาะမင်းပြားတို့လည်းဖိတိထူးနေတယ်သူတို့ ရန်နေရဘာမှလည်းပတ်လို့မရအောင်။နောက်လေးမျက်နှာကိစ္စကိုပြောပါဆိုလို့ရှိရင်လေးမျက်နှာဒီဘက်မှာဘာမှမဖြစ်ဘူးဗျ။ဟိုးဘက်မှာနော်တောင်ကြီးမှာဒါလောင်တောင်ကြီးရဲ့ဟိုးဘက်ကိုကတ်သွားကြပြီ။ဒီသုံးလေးလေးကသူစဉ်းစားလို့မရတာကတ်လို့မရတာသုံးလေးလေးနားလည်းဘလို့မှကတ်လို့မရ။အဲ့နောက်မှာ၄၅ရှစ်မိုင်ပတ်လေလောက်ရှိတဲ့ရွာကြီးလည်းပတ်လို့မရ။ပသိမ်မောင်ဝလမ်းကြောင်းမှလည်းကတ်လို့မရတော့တဲ့ခါကျတော့တောင်ကြီးဘက်ကိုအကျန်းဖက်တွေအကုန်လုံးစုပုံရောက်ရှိသွားပြီ။ နော်စုပုံရောက်ရှိပိုင်းအဲသူတို့ရိုက်ပြလိမ့်မယ်၄50အင်းလောက်ရှိတဲ့နေရာကိုရွာရွာလေးတွေပေါ့အဲ့ဒါလေးတွေသူတို့ရိုက်ပြလိမ့်မယ်သူတို့တိမ့်ပိုက်တဲ့ပါညာအမှန်ရင်တော့အားလုံးအားလုံးဒီလေဒီပဲပြစ်နေကြတော့တာရှိတယ်နော်တပ်မတော်ကအဲလှုပ်ဆောင်မှုတော့တော်တော်တော့အချိန်ကအချိန်ခါအခွင့်ခါအကောင်းလို့ပဲပြောလို့ကြတယ်အချိန်ခါလည်းကောင်းပြီခွင့်ခါလည်းကောင်းပြီလက်နက်တွေကလည်းပဲလက်နက်အင်အားတွေကလည်းပဲအခုချိန်မှာ အာထုံထုံသုံးဆွဲလို့တော်တော်ကောင်းပြီဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာမှာလည်းဒါကိုတက်နေချသွားတာရုရှားတမနာတက်နေချသွားတယ်ယူကရိန်းကိုဘလူးမအတံမထွက်တော့ဘူးဘယ်လူတဲ့ဆိုတော့ဒီအစ္စရေးနဲ့အီရန်နဲ့ကစ်ကိုလူတိုင်းတက်တယ်နော်အဲကောင်းနေအဲ့ကိုအကုန်ရောက်တယ်တတိယကဘာစစ်ဖြစ်မှဆိုလို့ရောက်ကုန်တယ်အဲ့မှာမင်းကဆိုလို့ရှင်လည်းပဲဒါအမေရိကန်နေပြောမှဒီအီရန်မှာရှိတဲ့ပြည်နယ်၃ခုကိုအဲ၃နေရာပေါ့နော်ဖော်ဒေါန်တို့နောက်တစ်ခါကြတာနန်ဒန်တို့နောက်ကအီဖာဟန်တို့ အဲ့မှာအီဗန်တို့အဲ့ဒီမှာရှိနေတဲ့အဲနေရနူပြူနူကလ িয়ার လောက်တာတဲ့နေရ3နေရကိုအီရန်ဟိုနေအမေရိကန်ဘုံကျက်ပလိုက်တယ်ပြီးသွားရောအဲ့တော့ဘာဆက်လောက်ကြအောင်လဲဆိုတာဆက်ကြည့်ရအောင်အဲ့ဒီချိန်မှာမမတောင်းတော့ပြာကြိတ်ဆက်ကြီးကြိတ်လိုက်သမှာဗျာကြာလို့ no အော်လူတွေအတူပေးနေတုန်းလေဝင်ကြောက်မှလေဟုတ်တယ်မလားရုရှားကငြိမ်နေတာပဲကောက်ကောက်တုတ်သွားတာဟိုနေမှာယူကရိန်းမှာမြို့တော်ဝက်လောက်ရသွားပြီဟဟလား မြို့တဝက်လောက်ရသွားပြီဒုတိယမြို့တော့အကြီးဆုံးဆိုတဲ့နေရာတော့တဝက်ကျော်သွားပြီရာရှာထိန်းနေပြီရာရှာကိုတရားမအတံမတော်ရတော့ကြိတ်နေရပြီနော်အဲ့လိုမျိုးရှိတယ်အဲ့တော့ဒီချိန်မှာချော်လဲရောထိုင်လိုက်ပြီးတော့ပြက်ပြက်သားသားရှင်းလိုက်မှဆိုလို့ရှိရင်တော့နိုင်ငံတော်တော့ကတော့အမတန်ကောင်းတယ်လို့ပဲယူဆရတယ် တိုင်းပြည်ကအမတန်ကိုရှင်းသွားမှာဆိုရှိရလက်နဲ့လေးတိတ်အများကြီးမသုံးပါနဲ့ပပရရပုတ်လိုက်တယ်မှာပပလေးပဲပုတ်ပါလို့ပြောချင်ပါတယ်အဲ့ဒါကပြောရတဲ့အကြောင်းရလည်းနိုင်ငံတော်အေးချမ်းပါဗျာတဦးသားစေတဦးသားစေမရှိပါဘူးအားလုံးကျမ်းပါပါစေဟာနာနိုင်ငံတော်အေးချမ်းပါစေအောင်ဝဲနေနဲ့အများဆုံးပြတ်လာခဲ့ပါအားလုံးကျမ်းပါပါစေ